လွန်ခဲ့တဲ့38နှစ်ကလည်းအခုလို US ကိုစိန်ခေါ်မိလို့ရေတပ်တစ်ခုလုံးတရက်ထဲနဲ့ရစရာမရှိဖြစ်သွားခဲ့တဲ့အီရန်။ဟော်မူးစ်ရေလက်ကြောကိုသာပိတ်လိုက်ရင် US လက်ချက်နဲ့အီရန်စစ်တပ်တော့မသာပေါ်ဘူး။ကမ္ဘာစီးပွားရေးကိုတုံ့လှုပ်ခြောက်ခြားစေမယ့်လှုပ်ရှားမှုတစ်ခုအနေနဲ့အီရန်ဟာဟော်မူးစ်ရေလက်ကြောကိုပိတ်ဆို့မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒီကျင်းမြောင်းတဲ့ရေလန်းကြောင်းကနေကမ္ဘာရေနဲ့ရေ20ရာခိုင်နှုန်းခန့်တနေ့ကိုဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိတဲ့ရေနံတွေဖြတ်တန်းသွားလာနေတာပါ။ အီရန်ရဲ့ဒီလုပ်ရဟာမကြသေးခင်ကသူ့ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုအမေရိကန်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကိုတုံ့ပြန်တာပါအီရန်ဟာကမ္ဘာစွမ်းရင်ထောက်ပံ့မှုကိုနှောက်ယှက်ပြီးရေနံစည်းတွေမြင့်နေကဓာတ်ဆီနဲ့အစားအသောက်လိုမရှိမဖြစ်ပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကိုတက်စေဖို့မျှော်လင့်နေပါတယ်။ဒါ့ပြင်အီရန်ကဒါကို အသာစီးရနိုင်တဲ့အနေအထားလို့မြင်နေပေမဲ့တမိုင်းကတော့သတိပေးစရာတစ်ခုပေးထားပါဗျ။1988ခုနှစ်မှာဒီလိုမျိုးအခြေအနေတွေကြောင့်ပဲ Operation Prayer Mandic ဆိုတဲ့စစ်စင်ရေးဖြစ်ခဲ့ပြီး American ရေတပ်က Iran ရဲ့ရေတပ်တစ်ခုလုံးကိုတရက်ထဲမှာအပိသက်ချေမှုန်းခဲ့ပါတယ်။အခုလိုတင်းမာမှုတွေပြန်တက်လာချိန်မှာမေးစရာမေးခွန်းက Iran ဘာလုပ်နိုင်မလဲဆိုတာမဟုတ်ဘဲသမ္မတ Donald Trump လက်အောက်မှာ American ကဘလို့တုံ့ပြန်မလဲဆိုတာပါပဲ။ဒါဆိုဒီသင်ကန်းစရာယူစရာအချိန်ကို ပြန်ကြည့်ပြီးအဖြစ်အပျက်တွေဘလို့ဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်ပါ။ရေနံစစ်ပွဲရဲ့အစား 1980ပြည့်လွန်နှစ်တွေအစောပိုင်းမှာပင်လယ်ကွေ့နိုင်ငံနှစ်ခုဖြစ်တဲ့အီရန်နဲ့အီရတ်တို့ဟာနှစ်ပေါင်းများစွာကြာရှည်ခဲ့တဲ့ပြင်းထန်တဲ့စစ်ပွဲတစ်ခုမှာနစ်မြုပ်နေခဲ့ပါတယ်။1989ခုနှစ်မှာအီရန်မှာတော်လှန်ရေးကြီးတစ်ခုဖြစ်ခဲ့ပြီးအစိုးရအသစ်ကနိုင်ငံအပေါ်ထိန်းချုပ်ဖို့ကြိုးစားနေချိန်မှာပဲစစ်ပွဲကစတင်ခဲ့တာပါ။အီရတ်ကောင်းဆောင်ဆက်တန်ဟူစိန်ကဒါကိုအခွင့်အရေးအဖြစ်မြင်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အကြောင်းရင်းတွေအများကြီးရှိပါတယ်။ပထမဆုံးအနေနဲ့ဆက်တန်က အီရန်ရဲ့အစ္စလာမ်ရဲ့အစိုးရတဲ့ကြောင့်အီရတ်ပြည်တွင်းမှာအထူးသဖြင့်ရှီယာလူမျိုးတွေကြားမှာပုံကံမှုတွေဖြစ်လာမှန်းကိုစိုးရိမ်ခဲ့ပါတယ်။ဒါကြောင့်ဒီချင်းချောက်မှုကို ကြီးမလာခင်မှာပဲအမြင့်ကနေဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါအပြင်သူဟာနှစ်ပေါင်းများစွာနိုင်ငံခြားအငင်းပွားနေတဲ့ Shell RF ဆိုတဲ့အရေးပါတဲ့ရေလမ်းကြောင်းကိုလည်းအပြေအဝထိန်းချုပ်ခြင်းခဲ့ပါတယ်။ဒီမြစ်ဟာအီရန်နဲ့အီရတ်နယ်စပ်တစ်လျှောက်စီးသင်းပြီးရေနံတင်ဖို့ရမှာအရေးပါပါတယ်။ ဒါကိုဘယ်သူထိန်းချုပ်နိုင်လဲဆိုတာကအသာစီးရသူဖြစ်ပြီးစတန်ကဒါကိုလိုချင်ခဲ့တာပါ။အီရန်ကအာနေဘီအာယုံပြန့်လွင့်နေတယ်လို့ယူဆပြီးသူ့ရဲ့လှုပ်ဆောင်ချက်ကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့သူမျှော်လင့်ထားသလိုမဖြစ်ခဲ့ပါဘူး။လွယ်လွယ်ကူကူနိုင်မယ်လို့ထင်ထားတဲ့စစ်ပွဲက၈နှစ်ကြာတဲ့အထိရှေ့ကျသွားပြီးနှစ်ဖက်စလုံးကလူသိန်းနဲ့ချီအသက်ဆုံးရှုံးခဲ့တယ်လို့ဘီလီယံနဲ့ချီတဲ့ငွေတွေလည်းကုန်ဆုံးခဲ့ပါတယ်။ဒီစစ်ပွဲဟာခေတ်သစ်အရှိအလေပိုင်းတိုင်းမှာအသေးအပြောက်အများဆုံးစစ်ပွဲတွေတည်းကတစ်ခုဖြစ်လာခဲ့ပါတယ်။ တန်ကာစစ်ပွဲ1980ပြည့်လွန်နှစ်တွေနှောင်းပိုင်းအထိစစ်ပွဲကဆက်ဖြစ်နေဒီမှာနှစ်ဖက်စလုံးကတစ်ဖက်ကိုတစ်ဖက်တန်းနိုင်သမျှပြက်စီးအောင်လုပ်ဖို့ဘာကူမှခရုမစိုက်တော့ပါဘူးဟော်မုစ်ရေလက်ကြားဟာစစ်မြေပြင်တစ်ခု ဖြစ်လာခဲ့ပါတယ်အီရန်နဲ့အီရန်နှစ်ဖက်စလုံးဟာတစ်ဖက်ရဲ့ရေနံတင်ပို့မှုကနေရတဲ့ငွေကြေးကိုဖျက်တောက်ဖို့ရေနံတင်သင်္ဘောတွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်နှစ်နိုင်ငံစလုံးဟာစစ်တပ်အတွက်ရေနံရောင်းရငွေကိုပဲအဓိကမှီခိုနေရတာဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့ကရေနံဈေးကွက်ကိုပို့ဆောင်မှုအဓိကလမ်းကြောင်းဖြစ်နေခဲ့ပါတယ်။အီရတ်ကအာရဗ်နိုင်ငံတချို့ရဲ့ထောက်ခံမှုနဲ့အီရန်ရေနံတင်သင်းမော်တွေနဲ့ရေနံဆက်ယုံတွေကိုစစ်ပွဲအစမှာစတင်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကလည်းအီရတ်သင်းမော်တွေကိုသာမကပဲအီရတ်ကိုထောက်ခံခဲ့တဲ့ကူဝိတ်နဲ့ဆော်ဒီအာရေဗျလိုဂျာနီနိုင်ငံတွေရဲ့ရေနံတင်သင်းမော်တွေကိုပါပြန်လည်ပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်ရဲ့ရေတပ်နဲ့တော်လန်ရဲ့အဆောင်တပ်ဖွဲ့တွေကမြန်နှုံးမြင့်လေတွေရေအောက်မိုင်းတွေနဲ့ဒုံးကျည်တွေကိုပါအသုံးပြုပြီး တင်းမောင်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။တန်ကာစစ်ပွဲလို့ခေါ်တဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပင်လယ်ခွေ့ကိုဖျက်ဆီးသွားလာသူတိုင်းအတွက်အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲအခြေအနေကပြောင်းလဲသွားပါတယ်။ဒါကဒေတာရင်းပြဿနာတသက်မဟုတ်တော့ပါဘူး။ဂျီနန်ဟာကမ္ဘာစီးပွားရေးအတွက်အသက်သွေးကြောဖြစ်ပြီးပင်လယ်ခွေ့မှာနှောက်ရတခုရှိလာရင်ကမ္ဘာတဝန်းလုံးကိုရိုက်ခတ်မှုတွေဖြစ်စေပါတယ်။1986ခုနှစ်ရောက်တော့တင်းမောပေါင်း100ကျော်တိုက်ခိုက်ခံရပြီ တင်မောရီရဲ့အာမခံစရိတ်တွေအစမတန်ပြင်းထန်လာခဲ့ပါတယ်။ကဘာကြီးကစိုးရိမ်လာပြီးအမေရိကန်ကလည်းဆက်ပြီးလှစ်လျူရှုထားလို့မရတော့ပါဘူး။လုံဆောင်မှုအသင့်တော်ဆုံးအခွင့်အရေးကကူဝိတ်ကနေရောက်လာခဲ့ပါတယ်။ရေနံကျွဲွားတဲ့ကူဝိတ်ဟာသူ့ရဲ့ရေနံတင်တင်မောရီတိုက်ခိုက်ခံနေရလို့အကာအကွယ်လိုအပ်နေခဲ့ပါတယ်။၁989ခုနှစ်မှာကူဝိတ်ကအမေရိကန်နဲ့ဆိုဗီယက်ယူနီယံကိုအကူအညီတောင်းခံခဲ့ပါတယ်။အမေရိကန်ကတော့ဒီဒေသမှာသူ့ရဲ့ဩဇာအာဏာကိုပြသဖို့နဲ့ ဂျီနန်စီးသိမှုကိုစက်ထိန်ထားဖို့ခွင့်ရေးကိုမြင်ခဲ့ပါတယ်။ဒါကြောင့်ကိုဝဲရဲ့တင်မော်တွေမှာ American အလံလွှင့်ထူပြီး US Navy ကအကာအကွယ်ပေးမဲ့အစီအစဉ်ကိုသဘောတူခဲ့ပါတယ်။ဒီစစ်စင်ရေးကို Operation Annex Whale လို့ခေါ်ပြီး1989ခုနှစ်ဇူလိုင်လမှာစတင်ခဲ့ပါတယ်။ American ကသူတို့ရဲ့စစ်သင်းမောတွေဖြစ်တဲ့ Free Gate တွေဖြတ်သင်းမောတွေနဲ့လေရင်တင်သင်းမောတစ်စီးကိုပင်လယ်ကွေ့ကိုဆေးလွှတ်ပြီးစီးပွားရေးသင်းမောတွေကိုကာကွယ်ပေးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကရဲရင်ပေမဲ့အီရန်ရဲ့ပြစ်မှတ်ဖြစ်သွားစေခဲ့ပါတယ်။အီရန်ကသူ့ရဲ့ပိုင်နက်ဖြစ်တတ်မှတ်ထားတဲ့နေရာမှာအမေရိကန်ရေတပ်ရှိနေတာကိုမကြိုက်ဘဲရန်လိုမှုတွေစတင်ခဲ့ပါတယ်။အမေရိကန်ရေတပ်ကအီရန်ရဲ့နီးဗျူဟာကိုကြိုသိထားပြီးသားပါ။အီရန်ရေတပ်ကအရွယ်စားမကြီးပေမဲ့မြန်နှုံးမြင့်တိုက်ခိုက်ရေးလှေတွေဒုံးကျည်တွေနဲ့ဈေးပေါ်ပြီးရှာဖွေရခတ်တဲ့ရေအောင်မိုင်းတွေကိုအသုံးပြုခဲ့ပါတယ်။အမေရိကန်ကမိုင်းရှင်းသင်္ဘောတွေနဲ့ရဟတ်ယာဉ်တွေနဲ့ရှင်းလင်းခဲ့ပေမဲ့ ဒါကအန်ဒီရဲ့များပြီးနှိကွေတဲ့အလုပ်ပါအော်တိုဘာလ1989ခုနှစ်မှာအမေရိကန်လန်လွှင့်ထွင်ထားတဲ့ CIMCD ရေနံတင် သင်းမော့ကိုအီရန်ရဲ့6 warm ဒုံးကြီးကတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်သင်းမော့သား18ယောက်ဒဏ်ရာရပြီး2ယောက်မျက်စိကွယ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကဝါရှင်တန်ကို တုံ့လှုပ်စေခဲ့ပါတယ်။အီရန်ကအမေရိကန်လန်လွှင့်ထားတဲ့သင်းမော့ကို တမင်ပြက်ခတ်လိုက်တာဖြစ်လို့ဘာမှမလုပ်ဘဲနေလို့မရတော့ပါဘူး။ဒါကြောင့်3ရက်ကြာမှာအမေရိကန်က Operation Nimble Archer နဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီး Iran ရဲ့ရေနံတူးဖော်ရေးစင်နှစ်ခုကိုဖျက်ဆီးခဲ့ပါတယ်။ဒါက Iran ရဲ့တိုက်ခိုက်နိုင်ငံကိုထိခိုက်စေခဲ့ပါတယ်။1988ခုနှစ် April 14ရက်နေ့မှာတော့ USS Samuel B. Roberts Frigate ရေရင်ဟာပင်လယ်ခွေ့ကိုဖျက်ဆီးရင်ရုတ်တရက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။မိုင်းတလုံးနဲ့တိုက်မိတာကြောင့်သင်္ဘောကိုယ်ထဲမှာအပေါက်ကြီးဖြစ်ပြီးပျက်စီးမှုတွေများခဲ့ပါတယ်။သင်္ဘောနင်းမြုပ်လို့နှီးပါဖြစ်ခဲ့ပြီးမြေ တင်းမောင်းသားတွေရဲ့လင်မြန်နဲ့လှုပ်ဆောင်မှုကြောင့်နေမြုပ်တဲ့အထိတော့ဖြစ်မသွားပါဘူးဒီဖြစ်ရပ်ကအမေရိကန်အတွက်နောက်ထပ်သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ် USS Samuel B. Robert တင်းမောင်းကိုထိမှန်ခဲ့တဲ့မိုင်းရဲ့နံပါတ်စင်ကိုစစ်ဆေးပြီးနောက်အမေရိကန်ကအီရန်ကိုဓာတ်ရိုက်လက်တုံ့ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်1989ခုနှစ်ကအီရန်တန်ယုံသိမ့်ပိုက်မှုနဲ့1983ခုနှစ်ဘေရွတ်ဘုံးခွဲမှုတွေကြောင့်အမေရိကန်ကအရှက်ရခဲ့တာမျိုးတွေရှိခဲ့လို့သမရရေဂင်က ်အမေရိကန်ကိုတိုက်ခိုက်ရင်နစ်နာကြီးပေးရမယ်ဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပေးခြင်းခဲ့တာပါဒါကြောင့် operation brain mandix လို့နာမည်ပေးထားတဲ့အစီအစဉ်ကိုရေးဆွဲခဲ့ပါတယ်စစ်စင်ရေးဤရည်ရွယ်ချက်ဒီစစ်စင်ရေးရဲ့ရည်ရွယ်ချက်ကတော့ပင်လယ်ကွေ့ကအီရန်ရဲ့စစ်ရေးဆိုင်ရာပိုင်ဆိုင်မှုတွေကိုတိုက်ခိုက်ဖို့ပါပဲအဓိကပြတ်မှတ်ကတော့ရေနံလုပ်ငန်းထက်စစ်ရေးအတွက်ပို့သုံးနေတဲ့ဆာဆန်နဲ့ဆရစ်ရေနံဒူးဖော်ရေးစင်းညာနှစ်ခုပါပဲ။ ဒီဈေးနှံတွေဟာ American သင်္ဘောတွေကိုတိုက်ခိုက်ဖို့ကိုကဲရေးစခန်းနဲ့ထောက်လန်းရေးအချက်လက်စုဆောင်းတဲ့နေရာတွေဖြစ်လှုပ်ဆောင်နေတာပါဒါတွေကိုဖျက်ဆီးခြင်းအဖြစ်အီရန်ရဲ့တိုက်ခိုက်နိုင်ငံကို short ချနိုင်မယ်လို့ American ကယုံကြည်ခဲ့ပါတယ်1988ခုနှစ် April 18ရက်နေ့မနက်ပိုင်းမှာ American ရေတပ်အဖွဲ့ဖွဲ့သုံးကပြစ်မှတ်တွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်ပထမဆုံးအနေနဲ့ဈေးနှံဘော်ကအီရန်စစ်သားတွေကိုစုခွာဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့အီရန်တွေက American သင်္ဘောတွေကိုပြန်ပစ်ခဲ့ပါတယ် အမေရိကန်ရေတပ်ရဲ့သင်္ဘောတွေဖြစ်တဲ့ USS Marine နဲ့ USS Lynn McCormack တို့ဟာဆာဆန်ရေနံတူးဖော်ရေးဈေးနှံကိုအမြောက်တွေနဲ့ပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့ပါတယ်။ရဟတ်ဂျင်တွေကလည်းဒုံးကျည်တွေနဲ့ပစ်ကူပေးခဲ့ပါတယ်။ဈေးနှံပျက်စီးသွားပြီးနောက် Marine တပ်သားတွေကဝင်ရောက်စီးနင်းပြီးကြံရှိတဲ့ရေဒါနဲ့ဆက်သွယ်ရေးပစ္စည်းအလုံးကိုဖျက်ဆီးပစ်ခဲ့တာကြောင့်ဆာဆန်ဇင်းကြံဟာလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒီလိုပဲဆရစ်ရေနံတူးဖော်ရေးဇင်းကြံမှာလည်းအီရန်တွေကစစ်တပ်တွေနဲ့ပြန်ပစ်တဲ့အတွက် အမေရိကန်ကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ Wayright, Samsung နဲ့ Backley တို့ကနေအမြောက်ဆန်တွေမိုးရွာသလိုပြစ်ခတ်လိုက်တာကြောင့် Sirik ဈေးကြံဟာမီးတောက်တွေနဲ့လောင်ကျွမ်းသွားပါတယ်။ဖြတ်စည်းမှုအလွန်အမင်းပြင်းထန်တာကြောင့်စစ်အဖွဲ့ကဝင်ရောက်စီးနှင်းမှုအစီအစဉ်ကိုတောင် ဖြတ်သိမ်းခဲ့ရပါတယ်။နေ့လယ်လောက်မှာတော့ဂျင်ဒန်တူဖော်ရေးဈေးကြံနှစ်ခုသလုံးဟာလုံးဝပြတ်စီသွားခဲ့ပါတယ်။အီရန်ကဒီအတိုင်းထိုင်ကြည့်မနေပါဘူး။အီရန်ရတက်ကအင်အားချင်းမရှင်နိုင်ပေမဲ့ပြန်တိုက်ဖို့အသင့်ရှိခဲ့ပါဗျ။ ဟာပွန်းတုံးကြီးတက်ဆင်ထားတဲ့မြန်နှုံးမြင့်တိုက်ခိုက်ရေးလှေဂျော်ဆန်ဟာအမေရိကန်ဖွဲ့ကိုချင်းကပ်လာပြီးတတိပေးချက်တွေကိုလှစ်လျူရှုခဲ့ပါတယ်။ဒါကနောက်ထပ်တိုက်ပွဲတစ်ခုရဲ့အစပါပဲ။ဂျော်ဆန်က USS Wayright ကိုဟာပွန်းတုံးကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သင်္ဘောတွေကအသိမ့်ဖြစ်နေပြီး Wayright ကတတူစထရီးများတဲ့မိโกတွေကိုထုတ်လွှတ်ခဲ့လို့ဒုံးကြီးရဲ့ရေဒါကိုရှုပ်ထွေးစေခဲ့ပြီးပစ်မှတ်ကိုလွဲချော်သွားခဲ့ပါတယ်။ ရန်သူရဲ့ရန်လိုမှုကြောင့်အမေရိကန်ကချက်ချင်းပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ Wayright နဲ့ Samsung တို့ကဒုံးကျည်တွေနဲ့ပြန်ပစ်ခဲ့ပြီး Johnson ကို ထိမှန်ခဲ့ပါတယ်။ Johnson ဟာချက်ချင်းနှိမ့်မြုပ်သွားပြီးတင်းမောသား30ခန့်အသက်ဆုံးရှုံးခဲ့ပါတယ်။ဒါဟာအမေရိကန်ရေတပ်ကိုတိုက်ရိုက်စိန်ခေါ်တာက မကောင်းတဲ့စိတ်ကူးဆိုတာကိုထပ်ပြီးသတိပေးလိုက်တာပါပဲ။ Johnson နှိမ့်မြုပ်တာကအဲ့ဒီနေ့ကရေတပ်တိုက်ပွဲတွေရဲ့အစပဲရှိပါသေးတယ်။ အီရန်ရဲ့ပိုကြီးတဲ့သင်္ဘောတွေလည်းတိုက်ပွဲတွေဝင်ဖို့ပြင်ဆင်နေချိန်မှာအမေရိကန်ကအသင့်ဖြစ်နေခဲ့ပါတယ်။အီရန်ရဲ့အစွမ်းထက်ဆုံးသင်္ဘောတစ်စီးဖြစ်တဲ့ Free Gate Sahan ကိုအမေရိကန်တပ်ဖွဲ့တွေတစ်ဖက်ကရွေ့လာတာကိုတွေ့ရှိခဲ့ပါတယ်။ Sahan ဟာဗြိတိန်လုံသင်္ဘောဖြစ်ပြီးဒုံးကျည်တွေတနက်တွေတက်ဆင်ထားပါတယ်။ USS Enterprise လေယာဉ်တင်သင်္ဘောကနေ ACID Intruder လေယာဉ်တွေက Radar ပေါ်မှာဖမ်းယူပြီးချဉ်းကပ်ခဲ့ပါတယ်။ စာဟန်ကလင်းရုံတွေကိုလေချောင်းရံကာဝေးဒုံးကြီးတွေနဲ့ပြန်ပစ်ခဲ့ပြီမယ်ဒါဟာမှားရွင်းတဲ့လုပ်ရပါအေစစ်လင်းတွေကတိုက်ခိုက်မှုအားလုံးကိုရှောင်တိန်ပြီးနောက် SAG Delta အဖွဲ့ကသင်းမောတွေနဲ့အတူ ပြင်းထန်တဲ့တိုက်ခိုက်မှုစတင်ခဲ့ပါတယ်ဟာပွန်ဒုံးကြီးတွေလေးစာလေးစာလမ်းညွန်ပုံးတွေနဲ့တနက်ပစ်ခတ်မှုတွေကြောင့်စာဟန်ဟာမီးလောင်ပြီးခဲရင်တွေပောက်ခဲ့ကမိနစ်ပိုင်းအတွင်းနစ်မြုပ်သွားပါတယ်သင်းမောသား၄၅ယောက်ထဲကအများစုကလည်းအသက်ဆုံးရှုံးခဲ့ပါတယ် ။စာဟန်းဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအမေရိကန်ရတက်ကနေမြုပ်စေခဲ့တဲ့အကြီးဆုံးစစ်သည်မောဖြစ်ပြီးဒါဟာအီရန်ကိုနောက်ထပ်သတိပေးချက်တစ်ခုပါပဲ။ဒါပေမဲ့ဒီစစ်စင်ရေးမှာအမေရိကန်အတွက်လည်းအထီးအခိုက်မရှိတာမဟုတ်ပါဘူး။စာဆန်ဇင်းညံကိုတိုက်ခိုက်ရမှာပါဝင်ခဲ့တဲ့ Marine Sea Cobra ရဟတ်ယာဉ်တစ်စီးပြတ်ကျခဲ့ပါတယ်။ Marine တပ်သားတွေကိုပို့ဆောင်ပေးတဲ့ရဟတ်ယာဉ်ကိုအဆောင်လိုက်ပေးတဲ့ mission ကနေပြန်မလာတော့ပါဘူး။အတိအကျဘာကြောင့်လဲဆိုတာမသိရပါပေမဲ့တိုက်ခိုက်မှုတွေရှောင်တင်းရင်း မိခိုးတွေအပြက်စီးတွေကြာပြတ်ကြတာလို့ခံဖန်းရပါတယ်။လေယာဉ်မှူးနှစ်ဦးဖြစ်တဲ့ Captain Steven Leslie နဲ့ Captain Kenneth Hill တို့ကြာဆုံးခဲ့ရပါတယ်။သူတို့ရဲ့ဆုံးရှုံးမှုဟာဒီအောင်မြင်တဲ့စစ်စင်ရေးတဲ့ကဝန်းနေစရာအဖြစ်ပြက်တစ်ခုဖြစ်ခဲ့ပါတယ်။1988ခုနှစ်မှ2025ခုနှစ်အထိ1988ခုနှစ်ဧပြီလ17ရက်နေ့နေဝင်ချိန်မှာ American ရေတပ်ဟာ Iran ရဲ့ရေတပ်ကိုပြင်းထန်တဲ့ထိုးနှက်ချက်တွေပေးနိုင်ခဲ့ပါတယ်။ ။စာချန်နဲ့စရိဇင်းဂျန်တွေဟာအပြက်စီးတွေဖြစ်ရှိနေခဲ့ပြီးဂျောဆန်နဲ့စာဟန်တို့ဟာပင်လယ်ကွေ့ရဲ့ရေအောက်မှာရောက်နေခဲ့ပါပြီ။စာဘလန်ကတော့ထိခိုက်ပျက်စီးပြီးပြန်ဆွဲသွားခဲ့ရတယ်လို့မြန်နှုံးမြင့်လေးတော်တော်များများလည်းပျက်စီးသွားခဲ့ပါတယ်။1988ခုနှစ်ကအမေရိကန်ရဲ့စစ်စင်ရေးဟာခေတ်သစ်ရေကြောင်းစစ်ပွဲအတွက်စံနှုန်းတစ်ခုတတ်မှတ်ခဲ့ပါတယ်။အီရန်အတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီးစာဟန်ဂျိုးဆန်နဲ့မြန်နှုံးမြင့်လေးသုံးသည်ဆုံးရှုံးခဲ့တယ်လို့ ဆပ်ပလန်လိုစစ်သင်္ဘောကြီးတွေလည်းပြင်းထန်စွာပျက်စီးခဲ့ပါတယ်။ဒီရှုံးနိမ့်မှုကြောင့်အီရန်ကောင်းဆောင်ဘက်ကပြည်ရင်းမှာဝေဖန်ခံခဲ့ရပြီးစစ်တပ်ကောင်းဆောင်တွေကအမေရိကန်ရဲ့စစ်ရင်အားကိုမရှင်းနိုင်ဘူးဆိုတာသိခဲ့ပါတယ်။ဒါကြောင့်တော်လန်ရဲ့အဆောင်တပ်ဖွဲ့ဟာစစ်သင်စစ်သင်္ဘောကြီးတွေအစားဆာရတ်လိုမျိုး hit and run တိုက်ခိုက်မှုတွေအတွက်သိငယ်ပြီးလှိမ့်မြန်တဲ့လှေအုပ်စုကိုတိစောက်ဖို့ဗျူဟာပြောင်းလဲခဲ့ပါတယ်။ဒီဗျူဟာအစ်စ်က1989ခုနှစ်ကရေနံတင်သင်းမောင်းတွေကိုမိုင်းထောင်ပြီးနှောက်ရက်ခဲ့တဲ့နီလန်ကို ပို့ပြီးကောင်းမွန်အောင်ပြင်ဆင်ထားတာဖြစ်ပါတယ်2025ခုနှစ်အီရန်၏လက်ရှိရေတပ်ဗျူဟာ2025ခုနှစ်ရောက်တော့အီရန်ရေတပ်မှာမြန်နှုံးမြင့်လေတွေနဲ့ရေငုပ်သင်းမောတွေပါဝင်သင်းမောပေါင်း1500ခန့်ရှိပါတယ်သူတို့ဟာဟော်မုစ်ရေလက်ကြားတစ်လျှောက်မိုင်ပေါင်း1000ကျော်ထောင်ပြီးကမ္ဘာရေနံစီးသင်းမှုကိုနှောက်ယှက်ဖို့လေ့ကျင့်နေပါတယ်ဒီဗျူဟာတက်က1988ခုနှစ်ကရှုံးနိမ့်မှုကနေသင်ငန်းလာယူပြီးဓာတ်ရိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာကိုရှောင်ရှားဖို့ရည်ရွယ်ပါတယ်။ အီရန်ကသူ့ရေတပ်ကိုပြင်ဆင်နေချိန်မှာအမေရိကန်ကလည်းသူ့ရဲ့စစ်ရင်အားကိုပုံမှုထက်မြက်အောင်လုပ်ခဲ့ပါတယ်။စစ်ရေးပြီးတဲ့အခါရေတပ်သားတွေနဲ့မရိန်းတွေဟာသူ့ရဲကောင်းတွေဖြစ်ပြန်လာခဲ့ပြီးရေဂန်အစိုးရကကူဝိတ်လိုမဟာမိတ်တွေကိုကာဝယ်နိုင်ကြောင်းတတ်သိပြခဲ့ပါတယ်။စစ်စင်ရေးကခင်မီတဲ့လက်နက်တွေကိုလည်းပြသခဲ့ပါတယ်။ဟာပွန်းတုံးကြီးတွေကမိုင်ပေါင်းများစွာကနေဂျောလ်ဆန်ကိုနစ်မြုပ်စေခဲ့တယ်လို့ ASIC intruder laser လမ်းညွန်ဘုံတွေနဲ့တိကျသွားပစ်ခတ်နိုင်ခဲ့ပြီးဝေးရိုက်ရဲ့ရေဒါကအီရန်ဒုံးကျည်ကိုပိတ်ဆို့နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေကရေတက်ကိုပုံမိုစမှတ်ကြတဲ့စနစ်တွေမှာရင်းနှီးမြှုပ်နှံဖို့တွန်းအားပေးခဲ့ပါတယ်1990ပြည့်လွန်နှစ်တွေမှာရေတက်ဟာကယ်လီဖိုးနီးယားကမ်းရိုးတန်းမှာစစ်ပွဲကိန်းတွေနဲ့စမ်းသပ်မှုတွေစတင်ခဲ့ပါတယ်ဒီလေ့ကျင့်ခန်းတွေကဂျန်သူနဲ့မဟာမိတ်ကိုခွဲခြားရခတ်တဲ့နေရာတွေမှာဒုံးကျည်တွေကိုဘလို့ပုံမိုတိကျသွားသုံးရမယ်ဆိုတာကိုအာရုံစိုက်ပါတယ်သူတို့ဟာပြစ်မှတ်ရှာဖွေရေးနီလန်အစ်စ်တွေပုံမိုမြန်ဆန်တဲ့တုံ့ပြန်မှုတွေနဲ့တင်ဘောတွေလေရင်တွေနဲ့ဂျိုဒုတွေကြားပိုကောင်းတဲ့ညှိနှိုင်းဆောင်ရွက်မှုတွေကိုစမ်းသပ်ခဲ့ပါတယ် ဒီလိုသူတေသနာနဲ့တိုးတက်မှုတွေကြောင့်အခု2025မှာ Alec Back ဖြတ်သင်းပေါ်တွေမှာ SPY6 Radar တွေတက်ဆင်ထားပြီးပြစ်မှတ်ရာနဲ့ချီကိုတပြိုင်တည်းခြေရာခံနိုင်ပါတယ်။ AC ရဲ့နေရာကိုဆက်ခံတဲ့ F35 Jet လေယာဉ်တွေကရန်သူရဲ့လက်လန်းမမီတဲ့နေရာကနေတိုက်ခိုက်နိုင်တယ်လို့ MQ4C Triton Drone တွေကလည်းမိုင်းတွေနဲ့လှေတွေကိုနေရောညပါကင်းလှည့်နိုင်ပါတယ်။ရေတပ်ရဲ့ Carrier Strike Groups တွေမှာလည်းသင်္ဘောသား8000ပါဝင်ပြီး အီရန်ရဲ့အလုံးအင်းနဲ့တိုက်ခိုက်တဲ့ဗျူဟာတွေကိုတုံ့ပြန်ဖို့လေ့ကျင့်နေပါတယ်။အီရန်ရဲ့ဘတ်ဂျက်ဒေါ်လာ1ဘီလီယံကိုအမေရိကန်ရဲ့ဘတ်ဂျက်ဒေါ်လာ200ဘီလီယံကလွှမ်းမိုးထားပြီးအမေရိကန်ရေတပ်ဟာခင်ဗီစိန်ခေါ်မှုတိုင်းကိုရင်ဆိုင်ဖို့အသင့်ရှိနေတာပဲ။သူ့ရဲ့အနာဇတ်ဟာလွန်ခဲ့တဲ့နှစ်40နီးပါးကတရက်သေးသောအောင်ပွဲမှာအခြေခံထားတာပါ။ရှုံးနိမ့်မှုရဲ့နောက်ဆက်တွဲဒီရှုံးနိမ့်မှုရဲ့နောက်ဆက်တွဲကဘာတွေလဲဆိုတော့1988ခုနှစ်နောက်ပိုင်း အီရန်ရဲ့ရင်းနှီးတင်သင်းမောတိုက်ခိုက်မှုတွေရပ်သွားပြီးပင်လယ်ကွေ့ဟာတည်ငြိမ်လာပါတယ်။ Operation Annex Will ကလည်းဂျာနီသင်းမောအလုံးကိုအဆောက်လိုက်ပေးဖို့တိုးချဲ့ခဲ့ပြီး1988ခုနှစ်ဩဂုတ်လမှာအီရန်အီရတ်စစ်ပွဲရပ်ဆဲတဲ့အထိရေကြောင်းလမ်းကိုဖွင့်ပေးထားခဲ့ပါတယ်။ဒီအောင်မြင်မှုက American ရဲ့မဟာမိတ်တွေကိုခိုင်မာစေခဲ့ပါတယ်။ Kuwait, Saudi Arabia နဲ့ UAE တို့က American ကိုသူတို့ရဲ့ဒိုင်းအဖြစ်ယုံကြည်ခဲ့ပါတယ်။ဒါကြောင့် Bahrain မှာအဓိကစစ်စခန်းတစ်ခုရှိလာပြီး အခုတော့အဲ့ဒီမှာလူ9000နေထိုင်ပါတယ်။ဒါအပြင်ပင်လယ်ဝင်းနိုင်ငံတွေနဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေလည်းဆက်ရှိနေပါတယ်။ Operation Prayin Mendix စစ်စင်ရေးပြီးနောက်ပင်လယ်ခွေရေနံကိုမိခိုရတဲ့ဥရောပနိုင်ငံတွေကရေနံစည်းတက်မှာစိုးရိမ်ပြီး American ကိုကင်းလှည့်မှုတွေပို့လို့ဖို့တောင်းဆိုခဲ့ပါတယ်။အခုချိန်မှာတော့ American ဟာပြည်တိုင်နဲ့ Australia တို့နဲ့ပေါင်းပြီးဒုံးကျည်လှေတွေကိုတုံ့ပြန်ဖို့နှိမ့်စင်လေ့ကျင့်မှုတွေလုပ်နေပါတယ်။အီရန်ရဲ့မဟာမိတ်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ကလည်း စီရေးပြပေမဲ့ရေရှည်တည်တံ့တဲ့အင်အားမရှိပါဘူး။တရုတ်ကတော့1988ခုနှစ်ကသင်္ကန်းစာယူပြီးသူ့ရဲ့ Type 052D ဖြတ်သင်းမော်တွေကိုခင်မီဒုံးကြီးတွေနဲ့တိစောက်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာခေတ်သစ်ရေတပ်အတွက်ပုံသဏ္ဍာန်တစ်ခုဖြစ်လာပြီးဤပညာနဲ့အဖွဲလိုက်လှုပ်ဆောင်မှုကရန်သူကိုဘလို့ချိန်မုံနိုင်တယ်ဆိုတာကိုပြသနေပါတယ်။1988ခုနှစ်တရက်ထဲမှာအမေရိကန်ရေတပ်ကအီရန်ကိုသင်္ကန်းစာပေးခဲ့ပြီးကမ္ဘာအကြီးဆုံးရေတပ်ကိုစိန်ခေါ်တာဟာ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ကြုံရနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။